တို့အဘဘောကကျွန်တော်တို့အဘဘောကပြုံးနေတာပဲချိုးနေတာပဲချိုးနေတာပဲအဲ့အဘဘောပြုံးပြီးချိုးနေတဲ့ဘောကိုဆုပ်လိုက်ရရင်တိုင်းပြည်ရတယ်ပြုံးပြီးချိုးပြီးတော့ကိုတာယာလပလာမှာနော်အဲ့တော့အဘကကြိုကြည့်ဦးမြောင်းလိုက်ဘောကပြုံးချိုးလေးပြုံးချိုးဘောလေးအဲ့ဘောလေးကိုဆုပ်ထားတာတမရပလာဒီမှာပူတင်အောင်မှာပြုံးချိုးဘောလေးဘောလေးလို့ပုံစံလေးနော်အဘကကြိုကြည့်ဦးမြောင်းလိုက်ဘောလေးကတော့မြင်ကြည့်တယ်ပြုံးချိုးဘောလေး နောက်ကတော့ဘာသာရေးကြတကွပြလိုက်ပြီရုရှားသမ္မတရုရှားသမ္မတဗလာဒီမာပူတင်ကအဲ့ဒီစာအုပ်တုံးနဲ့တင်ကျွန်တော်တို့တိုင်းပြည်ကဘလောက်ထိအဘကကြောင့်ရေဆွမ်းတက်လဲနော်အဲ့ဒီစာအုပ်တုံးနဲ့တင်ဟိုမှာဘီလာရူကလည်းဝင်ကြီးချုပ်ကဖိတ်ခေါ်တယ်ဟိုမှာတွေ့အောင်မှာပေးအောင်မှာကွာနော်မြန်မာနိုင်ငံအတွက်ရောလက်နက်တွေပေးမလားဟိုလိန်ရင်တွေအပေါ်ကနေပြင်နေကားကြီးကနေထိုင်ကြည့်ရတဲ့ကားတွေပေးမလားမသိဘူးနော်အဲ့ကားကြီးဆို20ဘီလီယံလောက်တော့တန်မယ်ထင်တာပဲအဲ့လိုကားမျိုးတွေရှိတယ်သိလားအဲ့ဒါလေကြောင်းရန်သူဘာလို့မှသွားကြည့်လိုက်နော်တိုင်းတိုင်းပြည်တို့အလုံးလုံးနေတာတက်မလို့သားတွေပဲနော် အချုပ်အားဖြင့်ပြောရရင်တိုင်းပြည်တွေအလုံးလုံးတာတက်မလို့သားတွေပဲနော်ကျန်တဲ့လူကြိုက်တာမဟုတ်မုန်းကျင်နိုင်မဟုတ်နော်ကျွန်တော်ခပ်ပြုံးပြုံးမယ်မုန်းကျင်တယ်လို့မဟုတ်တိုင်းပြည်တွေအလုံးလုံးတွေတာတက်မလို့သားတွေတက်မလို့ကောင်းကောင်းတွေပဲနော်ကျန်တဲ့အားတွေအာဝါဒါတွေနော်ဟိုပါတိတ်ဝမ်းဆက်ဝင့်မယ်အာဟိုဘရင်လက်ကောက်ဝင့်ဘရင်ဆွဲချိုးတွေဝက်ပကုံးလုံးဝင့်ပြောက်လုံးမယ်နော်အပြည်သူတွေစီးရင်နေမှာဒီမှာကာကောင်သားကြီးစီးရမှာရှက်တယ်လို့စင်ကာပူ19နှစ်ကျော်မယ်လို့ဒီမှာဆိုအားဖြင့်ဘယ်နိုင်ငံသားမှအာမကူလို့တက်မလို့ကောင်းကောင်းလည်းလို့မပြောဘူးသွားတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဖះဟောဗျာဒိတ်တော်အရာကျွမ်းမင်းနဲ့တွားတွေ့တဲ့တက်ချုပ်ကြီးကဗျူဟာမှုဘဝကလေးကအိမ်မက်ပေးခဲ့တာဖြစ်ပြီးအာကြီးကျူတိခဲ့ကြောင်းထုတ်ဖော်ပြောဆိုလာတဲ့ရုပ်တံအပြင်မြန်မာနိုင်ငံ၌လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲကိုအစိုးဆုံးကျင်းပရန်စီစဉ်ထားဟုနာဆကဥက္ကဋ္ဌပြောကြားလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် မြန်မာနိုင်ငံ၌လွတ်လပ်ရေးတရားမျှတသည့်ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာသို့2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပရန်စီစဉ်ထားသည်ဟုနာဆာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူဂျီမင်းအွန်လိုင်းကပြောသည်ပြင်းမှယနေ့မှ9ရက်ကဘီလာရုသမရနန်တော်တွင်ဘီလာရုနိုင်ငံသမရနှင့်တည်တံ့တွေ့ဆုံဆွေးနွေးပွဲပြီးချိန်ပြုလုပ်သည့်ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည် NASA ကဥက္ကဋ္ဌမှမိမိတို့သည်ပြီးခဲ့သည့်2020ပြည့်နှစ်ရွေးကောက်ပွဲ၌မဲမတမာမှုများဖြစ်ပေါ်ခဲ့သဖြင့်အရေးပေါ်အခြေအနေကြီးညာကနိုင်ငံတော်တာဝန်အားခိတ္တတာဝန်ယူထားခြင်းဖြစ်ပြီးမကြာမီအချိန်တွင်လွတ်လပ်၍တရားမျှတသည့်အထွေထွေရွေးကောက်ပွဲအားဥပဒေနှင့်အညီကျင်းပပေးသွားမည်ဟုပြောသည်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုဒီ2025ခုနှစ်ဒီဇင်ဘာလသို့2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပသွားဖို့စီစဉ်ထားပါတယ်ဟု နာဆာကုတ်ကထာကရှင်းလင်းပြောကြားခဲ့ပြီးထိုပြင်ရွေးကောက်ပွဲဝင်ရောက်ရန်ပါတီပေါင်း53ခုမှစည်ရင်ပေးသွင်းထားပြီးဖြစ်ကာရွေးကောက်ပွဲကျင်းပချိန်တွင်ဘီလာရုစ်နိုင်ငံ၏ရွေးကောက်ပွဲလေလာဖွဲများကိုလာရောက်ကြည့်ရှုနိုင်ရန်ဖိတ်ကြားထားသည်ဟုပြောသည် ထို့တူဘယ်လာရုစ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံတွင်နေပယ်ကန္နာစုံတွင်လာရောက်ရင်းနှီးမြှုပ်နှံရန်နိုင်ငံတကာမျက်နှာစာတွင်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သွားရန်နှင့်နိုင်ငံတကာမျက်နှာစာတွင်ဘီလာရုစ်ပြည်သူများကမြန်မာနိုင်ငံနှင့်အတူယက်တီပေး၍ကျေးဇူးတင်သည်ဟုလည်းနတ်ဆာဥက္ကဋ္ဌကပြောကြားခဲ့သည်တောင်းခံဘက်မှဟိုဘောနော်လိုအပ်တာလေးတွေကျွန်တော်သွားလုမယ်အဲဖနက်ကလေးတွေဘောနော်ဖနက်ကလေးတွေလုမယ်ကျွန်တော်အလုမခံဘူးတော့ကျွန်တော်ပြောပြီးသားအလုမခံဟိုဟာဘာဖြစ်လဲဆိုတော့တခါတည်းကြတော့လေဒီဘက်တစ်ဖက်က သူတို့မလုပ်နိုင်မင်းနဲ့ကိုကသွားလုပ်ပြန်တော့လေကိုကအပြစ်ပြောကြတယ်နော်ပြစ်ပြောကြတယ်သူတို့ကဟိုအထက်ကမင်းကလူကြီးတွေကအားရလုပ်လိုက်ပါဆိုရင်အဲ့ဒါပဲလုပ်တယ်ဘာတော့တိုင်းပြည်အနေသားကိုသူတို့လည်းသိပါတယ်ဗျာနော်လူကြီးတွေကတော့သူတို့ကသိပါတယ်လူကြီးတွေကခဏိတာဘာကကြောက်ကြီးလို့စီကိုမရောက်ဘဲနဲ့လိန်ညာပြီးတော့မှလှိတာအဲ့ဒါကြောင့်မို့ကျွန်တော်ကတိုင်းပြည်အတွက်ပြည်သူစပီကာတယောက်အနေနဲ့ကျွန်တော်ပြောပါမယ်ကျွန်တော်မန်နေတယ်တော့အကုန်လုံးပြောပြီးမှနော်ပြောပါမယ်အစိုးရတက်လာတယ်ကျွန်တော်ပြောပါမယ် နောက်အစိုးရရွေးကောက်ဝင်ပြီးတော့အစိုးရပေါ်ပေါက်လာတယ်ပြည်သူပြန်မကြည့်တဲ့အစိုးရပြည်သူအတိုင်းကျင့်နေတဲ့ဝန်ထမ်းတွေဆိုရင်ပြောမှာအပြည်သူတွေကလည်းစီကံရှိရှိနေနော်ကောင်းကောင်းမွန်မွန်နေအဲအပြည်နဲ့မှာကျွန်တော်တို့ကပြည်သူနဲ့အစိုးရနဲ့အားလုံးလက်တွဲညီညီနဲ့ပူးပေါင်းပြီးတော့တိုင်းပြည်တစ်ခုအရေးတစ်ခုကိုကျွန်တော်တို့တွားရမှာအခုတော့အဘကချုပ်ကြီးကတော့ဒါကျိသေးတယ်ရုရှားကနော်အခုဟိုပါပေါ့ကျွန်တော်တို့နိုင်ငံမှာဘောနော်ဒီလက်စစ်မီးတွေပါလေမကြတော့ပါဘူးပေါ့နော်ရကြမှာပါကျွန်တော်တို့လက်စစ်မီးကိစ္စကိုလည်းဟိုပေါ့နော်တချို့တော့ရက်ဝဲရလူတွေပေါ့ အခုဒီနေ့ဆိုကျွန်တော်တို့ဗိုလ်ချုပ်ကြီးများဒုံးဦးပေါ့နော်ပို့ဆက်ကဗိုလ်ချုပ်ကြီးများဒုံးဦးပေါ့တူလာလာတော်မှာပြင်ဦးလွင်ရမီးမလာဘူးမီးမမှန်ဘူးစောက်ကွေးမဆိုင်ဘူးစောက်ကွေးမဆိုင်ဘူးဦးမဲအောင်လိုင်းတော့လာမှာတို့ကစောက်ကွေးဆိုင်တာမသိဘူးလေအဲ့တော့စောက်ကွေးမဆိုင်ဘူးဆိုတာတိုင်းပြည်ရဲ့လူဝတ်ချက်ကိုတော့သိရလေအဲ့လိုဝတ်ချက်ကိုလိန်ပြီးတော့မှလုပ်နေရင်အလကားပဲလေလိန်စရာမလိုအဘဒီမှာမီးပြရင်အဘနဲ့မီးပြတယ်မှာအိတ်အဲကွန်းလေးပါခွင့်မပေးနဲ့ကျွန်တော်လည်းခါလေးအမှန်တည်းပြောတတ်တယ်အဘဘာလို့လဲဆိုတော့ ဟိုအိမ်တော်ကြီးမှာတော်ဝင်ကြတာပေါ့တော်ဝင်ကြဆိုတော့မိမလာဘူးဟောပါမိမလာဘူးခင်ဗျမိမလာတာကတက်နေမဆိုင်ဘူးစစ်တပ်ကစစ်တပ်လုပ်ပဲလုပ်အောင်မိမလာတာကအစိုးရအလုံးနဲ့အဲ့ဒီမိမလာတဲ့ EPC အလုံးစစ်တပ်ကအဲ့မှာဂိတ်ရိတ်တာမှာတော်ဝင်ကြတာမိပြတ်သွားပြီအဘကကြောက်ကြီးအိမ်နေချင်းမိပြတ်သွားပြီဆိုရင်အဘကကတော့မင်းတို့မိပြတ်သွားတယ်ဘာညာဆိုလို့ရှိရင်ဟောပါဒါပြတ်နေကြပါပဲခင်ဗျကျွန်တော်လည်းမသိပါဘူး မီးပြတ်တာကျွန်တော်လည်းလည်းမဆိုင်ဘူးသတိဆွဲပြီးအလေးပြုရမှာမီးပြတ်တယ်ဆိုရင်ဘယ်ဘယ်ဝင်ကြီးဌာနကိုပို့ရမှာဟုတ်တယ်မလားဟာမင်းတို့ငါလာတော့ကမီးပြတ်တယ်ဆိုရင်ငါပြည်သူလူထုဘယ်လောက်ထိဒီဒီဒုက္ခဆင်းရဲခြင်းတွေခံစားနေရလဲအဲအဲ့ဒါမှကိုကိုတိုင်ကိုချင်းစာပြီးတော့မှလုပ်ပြီးလုပ်ရမှာလေဟုတ်လားအခုကမီးပြတ်အဘကကြိုးကြီးလာမီးရမပြတ်ဘူးအဲ့လိန်ပေါ်မှာမှဂျန်နရေတာတွေပတ်တယ်လားလားမသိဘူးအဲ့ဒါနေနိုးလားမသိဘူးတစ်မျိုးလုံးမပြတ်တာနော်သူ့တခါနဲ့မပြတ်တာမဟုတ်ဘူးနော်အဲ့ဒါတော့လူကြီးကဝိုင်းလိန်နေကြဝိုင်းလိန်တော့ အခုဘုတ်ကျုပ်ဘုတ်ကျုပ်ကြီးနာကုန်းနာမသိလားတော့မိရမလာဘူးနေခင်ကသူတောင်နေတာဘူးမလာဘူးအဲ့ဒီကြာရနာပူရနာတို့ပါတို့ရနာကျွန်တော်ပူရနာကာကျနာနေတော့လိုက်အမပူရာရှိတယ်အပူရနာပေါ့ပြီမိနေပြတယ်လို့မိရတယ်လာရတယ်မလာဘူးပါဖြစ်တယ်ညာဖြစ်တယ်နဲ့နော်တို့အဘကကျုပ်ကြီးလောက်လာမှလိန်လို့ကောင်းလားနော်တခြားလူလောက်ဆိုတို့သိဟိမတက်ဘူးတို့ဟာအေးဆေးပါဘာဖြစ်တယ်ညာဖြစ်တယ်တို့အဲ့လိုလူတွေအဲ့တော့ကျွန်တော်တို့အတိုင်းပြည်ရဲ့အားနဲ့တဲ့အားရကြကိုတည်တယ်ဒီမိမလာတာကိုလည်းကျွန်တော်တို့ကစိတ်တော်မဆိုးဘူးကျွန်တော်ပြောတာကတေချာချာနားတော်တော့ဒီမိပါလို့မလားလေ ာဝါတိုင်းကိုခွဲတယ်ဘုံခွဲတယ်အကြံဘက်လက်ကန်တောင်းကျသူအမျိုးတောင်းကျသူအမျိုးမျိုးဖြတ်စည်းခဲ့လို့မီးမလာတာအဲ့ဒီမလာတာကို မလာတဲ့အမှန်တရားကိုလူကြီးကိုခြားပြရမှာကလည်းအောက်ကဝန်ထမ်းရဲ့တာဝန်အဲ့ဒါတွေအကုန်လိုက်ပတ်လိန်လိုက်တော့လူကြီးကမသိရင်မီးပဲလာနေတယ်လို့လို့အကောင်းနေတယ်လို့လို့တော့လူကြီးကပြီးမှပြည်သူလူထုရဲ့ခက်ခဲကိုလုံပေးလို့ရမှာလေဟာနာအဲ့ဒီနိုင်ငံတော်ဧကရာမှာငါအဲ့နိုင်ငံတော်ကြီးမှာအဲ့ဒီလားမီးပြတ်တယ်ပြတ်တယ်ငါပူလိုက်တာရက်တောင်လေးဖြစ်ဖြစ် မိပြမှာတော့ပန်ကားလည်းမရတော့ဘူးနော်ရက်တောင်လေးနဲ့အဲ့တော့သူတိသွားပြီလေငါပြည်သူလူလူငါတော်မဒီလိုခက်ခဲရှိဝိုင်းငါပြည်သူလူလူဘာတွေခက်ခဲရှိမလဲဆိုသူဖြည့်ရှင်းပေးမှာပေါ့အဲ့တော့အောက်ကနေဝိုင်းနေတော့ကြတော့သူဘယ်လိုလုပ်ဖြည့်ရှင်းလို့ရမှာလဲဟုတ်တယ်မလားဒါကျွန်တော်ပြောတာအမှန်တရားပဲနော်အဲ့တော့အဲ့မီးမလာလို့တင်ပြလို့လောကထွက်ရမယ်ဆိုထွက်ပေါ့ဘာဖြစ်လို့အမှန်တရားပြောလို့ထွက်ထွက်လေအဲ့ဒါမှဝန်ထမ်းကောင်းတွေအစိုးရကောင်းတွေပေါ်ထွက်လာမှာပေါ့အခုကလူကြီးဖြစ်သွားလူကြီးကိုဝိုင်းနေတာအကုန်လုံးကနော်အရှိတရား အခုကြည့်ပါလားကျွန်တော်တို့ဆိုဒါပြောလိုက်တယ်စက်ထိုးလေးဧကနေရခရန်နေအချမ်းကြီးတွေရှိရတဲ့အတန်းထိုးတယ်ဆိုရင်ပြည်သူဘက်ကတရားလားအစိုးရဘက်ကတရားလားအစိုးရနဲ့ပြည်သူနဲ့ကြားမှာဘာလဲကွာမှုရှိသွားလဲအဲ့ဒီကွာမှုရှိတာကိုပြန်ပေါင်းစည်းပြီးတော့အစိုးရတည်းအနေနဲ့ပြည်သူဘက်မှာဘလို့ရှင်းတမ်းပေးရမလဲဆိုတဲ့နှလုံးလာတဲ့စိတ်နဲ့နှလုံးသားလာတဲ့နိုင်ငံကောင်းဆောင်မျိုးကျွန်တော်တို့ကဝင်းရံရမှာလေကျွန်တော်တို့ကဝင်းရံနေတာဘောင်းတုနေတာမဟုတ်ဘူးဟုတ်လား လေရင်ကွင်းစီမံကိန်းလုပ်လေကျွန်တော်တို့မြန်မာနိုင်ငံကြီး A plan B plan C plan ဟိုမူဆယ်တိလေရင်ကွင်းလေရင်ကွင်းအပြည့်ပြည့်စားရလေရင်ကွင်းဖောက်ဖောက်ပေါ့ဒါပေမဲ့အစိုးရရဲ့တတ်မှတ်ချက်တခုတော့စာလေးပါကြီးထွက်ပြီးလုပ်ပေါ့အောက်ကနေပြီးတော့လုတ်ချင်တယ်လုတ်လိုက်လို့ပဲရမလဲအစိုးရသိသွားမှအဲ့ဒါမှပြည်သူလူထုကလည်းဩတကယ်အစိုးရစာထွက်ပြီးလုတ်ခိုင်းတာပါဆိုပြီးတော့အဲ့ဒါဆိုရင်အစိုးရဒီမြေကိုပေးလိုက်ရတဲ့ပြည်သူလူထုကလည်းတန်နေလေဟာငါတို့နိုင်ငံအတွက်လေရင်ကွင်းဖောက်တာအဲ့ဒါအဲ့ဒီမှာငါမြေဘယ်နေကပါတယ် ငါ့ကိုနိုင်ငံတော်ကသိမ်းသွားတာမဟုတ်ဘူးငါကိုယ်တိုင်လူလိုက်တာဘာလို့လဲငါတို့ပြည်သူကိုငါတို့နိုင်ငံသားကိုချစ်လို့ငါတို့နိုင်ငံအတွက်လိုအပ်တဲ့လေရင်ငွေတည်ဆောက်မှာမလို့ငါအဖေအမေငါဘိုးဘွားပြည်ပြည်လက်ထက်ကငါ့ကိုပေးခဲ့တဲ့မြေကိုငါလူလိုက်တာလို့လက်မတော်ပြီးပြောလို့ရတယ်အခုကနိုင်ငံတော်အစင်းကမသိတော့ကြတော့အစိုးရကိုမုန်းတယ်လူကြီးကိုမုန်းတယ်တယ်ဘယ်လိုလုပ်တိုင်းမှာအဲ့လိုလူတွေအများကြီးပဲအများကြီးပဲ မပြောရဘုံနဲ့ဖိတဲ့ကားတွေကိုယ်တွေလှုပ်တယ်နော်အခုတော့ဘာသာကြောင့်ကြတကွပြလိုက်ပြီရရှာသမနာရရှာသမနာဘလာဟိမပုတ်တင်ဟာအဲ့ဒီစာအုပ်တုံးနဲ့တင်ကျွန်တော်တို့တိုင်းပြည်ဟာဘလောက်ထိအဘာကကြောင့်ရှိအစွမ်းတက်လဲနော်အဲ့ဒီစာအုပ်တုံးနဲ့တင်ဟိုမှာဘီလာရူကလည်းဝင်ကြီးချုပ်ကဖိတ်ခေါ်တယ်ဟိုမှာတွေ့ဦးမှာပေးဦးမှာကွာ နော်မြန်မာနိုင်ငံအတွက်ရောလက်နက်တွေပေးမလားဟိုလိန်ရင်တွေအပေါ်ကနေပြင်နေကားကြီးရနေထိုင်ကြီးရကားတွေပေးမလားမသိဘူးနော်အဲကားကြီးဆို20ဘီလီယံလောက်တော့တန်မယ်ထင်တာပဲအဲလိုကားမျိုးတွေရှိတယ်ဒီလားအဲ့ဒါလေကြောင်းရန်သူဘာလို့မှသွားကြည့်လိုက်နော်ဒါတိုင်းပြည်သူအလုံးလုံးနေတာတက်မလို့သားတွေပဲနော်အချုပ်အားဖြင့်ပြောရရင်တိုင်းပြည်သူအလုံးလုံးတာတက်မလို့သားတွေပဲနော်ကျန်တဲ့လူကြိုက်တာမဟုတ်မုန်းကျင်နိုင်ဘူးနော်ကျွန်တော်ကပြုံပြုံမယ်မုန်းကျင်တယ်တော့မဟုတ်တိုင်းပြည်သူအလုံးလုံးနေတာတက်မလို့သားတွေတက်မလို့ကောင်းကောင်းတွေပဲနော်ကျန်တဲ့အားတွေအာဝါသားတွေနော်ဟိုပါတီ1ဆက်ဝင်မယ်အာဟိုဘရင်လကောက်ဝင်ဘရင်ဆွဲချိုးတွေဝင်ဘကုံလုံးဝင်ပြီးချောက်လုံးမယ်နော် အပြည်သူတွေစီးရင်မှာဒီမှာကာကောင်သားကြီးစီးရမှာရှက်တယ်လို့စင်ကာပူ၅နှစ်ကျော်မယ်လို့ဒီမှာဆိုအပြည့်ဘယ်နိုင်ငံသားမှအာမကူလို့တက်မတော်ကခေါင်းဆောင်လည်းအဲ့လိုမပြောဘူးသွားတယ်မျက်နှာငယ်လေးနဲ့သွားတယ်သူတို့မှဦးသိန်းစိန်တို့ကလည်းသွားတယ်ဓမ္မရာဦးသိန်းစိန်တို့ကလည်းသွားတွေ့ချာတယ်သူတို့မှနော်အခုဘာကကြောကြီးဦးမေအောင်လည်းတနာပါလေသွားတွေ့တာလေခင်ဗျားတို့လေရင်စီးရလားအဲ့လိုအလိန်အဝေးကြီးရလွယ်လားဟုတ်လားသူတို့အသက်တွေသူတို့တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့စိတ်ဓာတ်တွေတခုနဲ့လှုပ်ပင်းနေတဲ့အချိန်မှာအားလုံးကနော်အကောင်းမြင်တဲ့စိတ်နဲ့ဝင်းရံဖို့လိုတယ် ိုင်ငံကောင်းဆောင်ဘယ်နိုင်ငံစကားမှမတတ်တယ်ကျွန်တော်တို့ဘာမှမဖြစ်ဘူး။နော်ကျွန်တော်တို့တနေ့ဥသုံးချိန်ထိုင်ချမှာကျွန်တော်တို့ပြည်သူတွေအေးကျွမ်းသာနေရရင်နော်အခြေခံစားတော့ကုန်စီစံစားငရုတ်ချက်တုံတွေကိုစီကုန်စင်းလုံးတွေချပေးရင်နော်တက်မလို့သားတွေအစိုးရ950နဲ့စောင်းရတဲ့ဘဝတွေကိုပြုတ်ပြင်းတောင်းလဲပေးနိုင်ရင်နေ့တိုင်းဥသုံးချိန်ချဥ9ချိန်နဲ့ချတယ်နေ့တိုင်းချမှာဗျာလက်ရှိကျွန်တော်တက်မလို့သားလည်းမဟုတ်ဘူးတက်မလို့နဲ့လည်းမပတ်သက်ဘူးနော်အဲ့လိုလူတွေမှာကျွန်တော်ကျွန်တော်ကျွန်တော်ပြောပြချင်တာပေါ့နော်ပြောပြချင်တာပေါ့ အောက်ကအခက်ခဲတွေကိုအစိုးရတရအနေနဲ့အစိုးရနဲ့အောက်မှာဖြစ်နေတဲ့အခက်ခဲကိုပြည်သူလူထုကိုပေါင်းမှုတရားလေးလုပ်ပေးချင်တာပေါ့နော်ကျွန်တော်ဆိုရလဲဒါအခုလို့ပြောတော့တိုင်းပြည်အတွက်တချို့သောစစ်တရင်တွေအကျင့်မဲ့ချတာတဲ့တရင်တွေအစိုးရမသိပဲလုပ်ချင်တဲ့လုပ်တဲ့ဝန်ထမ်းတွေရဲ့စောက်ချင်တွေကိုနိုင်ငံတော်အစိုးရသိရလေနော်အဲ့တော့ကျွန်တော်ဘယ်သူမှမခံဘူးနော်အဘဘွားဆုပ်လို့ရမ်းကောင်းတာအဘဘွားဖြူဖွေးနေရမယ် 电脑录八波啊！电脑录八波啊！两米那边，粗那边，粗那边啊！哎，八波两米粗的波收了呀！咦，单边嘞？两米粗边牢固，单也拉不烂嘛！啊，阿爸家就是五秒来波啊！两粗哩，两粗玻璃，哎，玻璃收下来了。他妈他不拿你妈玻璃弄嘛？哎，两粗玻璃，玻璃都破了的。喏，阿爸家就是五秒来玻璃，这种面积的两粗玻璃。 ဲဘောလေးကိုကန်ပြီးတော့မှကျွန်တော်မြန်မာနိုင်ငံမြေပုံကြီးကိုကြည့်ပြီးတော့မှဒါရလက်ပါတဲ့အေဂျင့်စွာနေထိုင်ရတော့မယ်အချိန်ကာလတစ်ခုရောက်တော့မယ်လို့ကျွန်တော်ကနော်အဲ့လိုမျိုးရှိတာနောင်ချိုချင်းတွေကအေးဆေးပဲလေနောင်ချိုချင်းတွေကကောက်ကွက်တွေကြံသေးတယ်နော်ကောက်ကွက်တွေလာမယ်သလားလာမယ်လာမယ်လာမယ်ကျွန်တော်ကဘလိုင်းဘယ်ရာမှမကောက်ဘူးကျွန်တော်အပြေတဲ့ထွက်ထွက်တာနိုင်ငံအတွက်ပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အလံကောင်းကင်မှာရှိနေတယ်ဆိုတော့အရင်အလေးပြုပြီးတော့မှနော်ဒီလိုဒီလိုမျိုးကရဲဆိုတော့ဒီမှာဒါကြီးကြီးပေါ့နော်တက်မလို့ကြီး ဒီလိုဒီလိုဒီလိုကရဲဆိုတာဒီလိုကရဲဆိုတာအဲ့ဒါအဲ့ဒါရေကိုကုသားပြုတာနော်အဲ့ဒီလိုလေးအဲဒီလိုလေးကသွားတာတက်မလို့လေကိုကုသားပြုတာနော်ကျွန်တော်ရဲ့အုံတော်နဲ့ကျွန်တော်ဖန်တီးထားတာဘဒုအကမှဘဒုအမှကျွန်တော်ဘဒုအကအမှကျွန်တော်ယူပြီးကတာမဟုတ်ဘူးကျွန်တော်ဆက်ထွက်လာတဲ့ကဒီလိုကရဲဆိုတာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအလံဒီမှာကျွန်တော်လက်မှာထိုးထားတယ်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအလံကိုကောင်းကင်မှာလွင့်နေတာပဲမြင်ကျင်တဲ့တတွေးတစ်ခုနဲ့ကျွန်တော်ကပြီးရင်ကျွန်တော်ဒါမျိုးဆိုတာအဲတက်မလို့ကြီးတက်မလို့ကြီးရစစ်တီတွေ ဒီလိုကရဲဒီလိုကရဲဆိုတာတမတော်ရေရစစ်တီတွေကိုလေးပြူတာနော်ဒီလိုလေးဒီလိုလေးကရဲဆိုတာတမတော်လေရစစ်တီတွေကိုလေးပြူတာအဲ့ဒီတော့အုံနောက်ကောင်းအောင်မလားထိုးမလားလေငါအခုပြင်းဦးနေနိုင်စင်နားမှာမနေတော့ပါလေလို့ဘုံကျုံနေကုန်ဖာလန်ရောက်တော့မဟုတ်တယ်ဒီဘေးကြီးကိုဆောင်ရမ်းကြွေရတယ် good day တဲ့ကျေးဇူးထိုးတင်ပါတယ်နော်ပြင်းဦးနေနိုင်စင်နားရောက်နေဖုန်းခေါ်လိုက်ကွာ ဗီဒီယိုကခေါ်လိုက်ဘိုင်ဘာကူစွမ်းနာကောင်မခေါ်ရဲဘူးလားဘိုင်ဘာဘုန်းခေါ်ရဲလားဆိုမခေါ်ရဲဘူးအကောင်နေနော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကတော့ငြိမ်းချမ်းပါပါဒါပေမဲ့ဘာလဲပြောပြောပါဘုရားတော်မှနော်ဒေဝရတ်နဲ့အဖြတ်သမားဆိုတာရှိသေးတာပဲဒါပေမဲ့ဦးဆုံးမင်းတို့တဲ့အပေါ်မှာတော့ဖြတ်ကြမှာပဲဖြတ်ဖြန့်ရအောင်ဖြတ်အပြစ်ဖြစ်နော်မင်းတို့အမေစုဟောင်စုကိုငါတို့ကတိုင်းပြည်ကိုတရိပ်မမှန်နဲ့အမျိုးရုပ်မှားကြီးမို့လို့ငါတို့ကထည့်ထားတာထည့်ထားတာမင်းတို့လည်းထည့်နိုင်အောင်ကြိုးစားမင်းတို့ပြောပါလဲအင်တာပိုကဖမ်းမယ်လို့ပါလို့အဖအကကြိုကြီးဟုတ်လားဒီမှာလည်းဖမ်းတာ ဟိုကတကယ်တည်းမင်းတို့တစ်တော့မာနေပြေးဘူးတဲ့နော်နန်းတော်ကြီးထဲမှာသူ့ဗလာဒီမာပူတင်ကနိနေကာကလိုလိုရရကိုအကုန်းကိုဖက်ပြီးတော့မှနော်ရင်ပတ်ချင်းအပ် ပြီးတော့မှကိုကြိုးဆိုတာမင်းတို့ကတစ်ချိန်တုန်းကငါပြောခဲ့ပါတယ်ဖြူဝမူကြီးဘွားတော်ကနော်ညာတရုံးမှာဖုံးပြီးနေလာတောက်ခဲ့တာလို့အိမ်မက်မက်ခဲ့တာလို့အခုတော့သူ့အိမ်မက်ဒီအကောင့်ထဲပေါ်နေပြီလေနေပါကွာခွန်73 93 3ညာကိုတုံကြဘိုင်ပါခေါ်ခဲ့လိုက်အခုခေါ်ခဲ့လိုက်လူတွေသိအောင်ငါထပ်ပြလိုက်မယ် ရှည်ဖြုတ်နေတာအခုကအခုကအတန်တိတ်ဖြုတ်နေတာသူတို့မသိဘူးအတန်တိတ်တဘောကအင်အားလေးကုန်ခန်းသွားပြီလက်နဲ့အင်အားလေးမရှိတော့ဘူးလက်နဲ့နဲ့ကောင်မလေးတွေကိုခေါ်ပြီးတော့လဲနေပြီ TNN တွေကဘယ်လောက်ရောက်မှလဲဆိုနော် TNN တွေဂျမ်ဖလက်နဲ့ကန်ကောင်းချင်းဘယ်လောက်ရောက်မှလဲဆိုနောင်ချိုးကကလေးမလေးတွေကိုဘော်ဒါဆွဲပြီးတော့မှဝါပြည်နယ်ကိုပို့ပြီးတော့မှလက်နဲ့နဲ့လဲလဲနေတာနော်ကျွေလို့ရလားလေငိမ့်စု အာတိတ်ကျွေလို့ရတာဗောဘဲရဘဲရဆောင်းရမ်းလန်းတာ 我不,有、啊、不了解，你爸妈不理解我，咋？老往那吹呗？啊，过年、嗯、那老百姓们那不贵了，我了，直接看伢那不流行嘛了。第二那年那胡苏东，苏东那东看我嘛，喏，东看我那婆子，没路，他不让你聊嘛。孟伟志。 နေဝင်ချင်းစောင့်ကြည့်နေတယ်လေနေမတင်နဲ့လေဂမ်ဘီယာချက်ချီတွေ့လားဂမ်ဘီယာချက်ချီဆိုဘုန်းကြီးလက်ကဂမ်ဘီယာချက်ချီကိုတွေ့လားဒီမှာအတက်ကူလမ်းကြောင်းကိုတွေ့လားဒါအတက်ကူလမ်းကြောင်းလို့ခေါ်တယ်ဒါကဒီဟာကကြအတက်အတက်လမ်းကြောင်းကြီးဒီမှာအတက်ကူလမ်းကြောင်းလို့ခေါ်တယ်မှာတွေ့လားဆူတောင်းအဝေးဆူတောင်းဆိုပေါ်ရေးတိမ်မဲ့ဆိုလောက်ကြံမှုဆိုဆူတောင်း ။ငါ့ကိုလာလောက်ကြတဲ့လူတွေအကုန်သေးလား။မင်းတို့ဂျူရီယာမိုက်ကယ်ဟုတ်လား။ဇော်ဘုံရဲ့ဘက်သုံးသိမ်းပါညာနဲ့အမှခုပဲပါတော့။မိုက်ကယ်ပါမလို့ဟမ်ပလောင်မလေး၆ယောက်ကိုမိုးချိုးပြစ်မှာငါ့ကိုလောက်ကြနိုင်ဖို့လာလိုက်တာငါဖမ်းလိုက်တာစစ်ကြောရေးရောက်နေတယ်ဘယ်လိုလုပ်မှာတော့နော်မင်းဒီမလားငါဒီမလားကြည့်မယ်တဲ့ကြောက်လိုက်တာ ဖုန်းနံပါတ်က09 83 93 3993နော်ကျောင်းရှိခွန်ရှိလေးလေးလုံးနဲ့ဘယ်သူမှမကြောက်ဘူးเนาะဘယ်လောင်နေရတော့ကျွန်တော်ပြောတော့ကောင်မလေးတွေခုရေချိုးကြပြီတဲ့ကိုကြီးကနောက်ဆုံးမအော်ပါနဲ့တဲ့သမီးတို့ရေချိုးပါတော့မယ်တဲ့မင်းတို့မန်းမင်းတို့မန်းနောက်ဆုံးတစ်တော့မှမင်းတို့ကောင်လေးနဲ့ငါလည်းတွေ့ဦးမယ်ဆရာငါတစ်တော့မှ live လွှင့်လို့ရပါပြီလွမ်းနေပြတဲ့ဆရာအောင်ကြီးကိုဆရာအောင်ကြီးကဘယ်ဆရာအောင်ကြီးလဲကျွန်တော်လည်းမသိဘူး မန္တလေးတွေဖက်လိုက်အောင်ပြင်းလို့ကိုဘုံလိုက်ကအများကြီးကြည့်တယ်မြန်မာပြည်မှာကျွန်တော်လိုက်ကတိုက်ရိုက်ကြည့်ကြတာပဲကျွန်တော်လည်းအချိန်ပေးပြီးတော့မှပြောပါတယ်ကျွန်တော်မှအားလို့ပါဘောနော်ကျွန်တော်မှလည်းဒီမှာကျွန်တော်ပြကြင်ပါလေဘောနော်ဒီမှာဥမာကျွန်တော်ပြမယ်ဘောနော်မှရှူးရှဲထုတ်လေးမှဆက်လိုက်ဟွာလေးအာမရှူးရှဲထုတ်လေးဒါကအဝေစားလေးလူမှလူမှကျွန်တော်ဟော ပေါ့နော်ဒဏ်ရာစစ်တီတချို့ရှိရပေါ့နော်အဲ့ဒါကျွန်တော်ထုတ်ပိုးထားတာပေါ့ထုတ်ပိုးထားတာဒီဟာတွေကတော့စော်တာတွေပေါ့အဲ့ကောင်နေနဲ့ကျွန်တော်ကစစ်ဖနက်နဲ့ကျွန်တော်ပြန်လဲမှာဟိုမှာရှူရှဲမှာဆလိပ်ဖာပေါ့နော်ဖကျန်းပေါ့ဖကျန်းဖကျန်းဆလိပ်ဖာတော့အမှရှူရှဲတော့ပါတော့ညာတော့ပေါ့နော်အဲ့လိုပြန်ရုံမပြတော့ဘူးကွာမင်းမမြင်တာနောက်တော့တော့ အဲ့ဒါကြီးကျွန်တော်ရှေ့တန်းအတွက်လူဖို့ကျွန်တော်မှလည်းအလောက်ကတခုတည်းမဟုတ်ဘူးတခါကျရင်ဟိုကျွန်တော်ရဲ့ညီကောင်မောင်တွေကဘောတော့နည်းနည်းလေးကျွန်တော်ပြောက်သွားပြီဆိုတာနဲ့ကျွန်တော်ဟိုကဖြစ်တယ်ဗောနော်ဆိုးရရဖမ်းမယ်လို့ပါတယ်စိတ်ချကျွန်တော်မဖမ်းကျွန်တော်မဖမ်းဘူးလို့ကျွန်တော်ပြောပြတာနော်အဲ့ဒါကြီးစိတ်မပူနဲ့ကျွန်တော်ပြောပြတာကျွန်တော်အဘကချုပ်ကြီးကအရန်ချစ်တာနော်အန်တီကျူကျူလာကလည်းငငယ်တဲ့အရန်ချစ်တာကျွန်တော်ကျွန်တော်ဒီရုပ်ကိုကြည့်လေချစ်စရာကောင်းနေလေဟုတ်တယ်မလားချစ်စရာကောင်းနေလေဘိုးကြီးကိုလေပြုတ်អរអត់កុំភេអរអាយឡាយ ဘိုးရိုးလွဲပြုတ်အဲ့လိုမျိုးအော်လာမယ်မယ်လေးကစစ်သွေးစစ်တန်စစ်ဟိုဟာဟိုဟာဖြစ်ခဲ့တော့ဘိုးရိုးလွဲပြုတ်လို့အော်လာနောက်ဆုံးကတော့သူ့အပြုံးကိုမြင်နေမှလားကာဘာကကြိုကြီးအပြုံးကလေအဲ့အပြုံးလေးနဲ့အေးပါကွာငါလည်းပြေးကိုအလေးပြန်ပြူပါရယ်ပေါ့အဲ့လိုမျိုးအော်ကျွန်တော်လွတ်လပ်ရင်းနေကြရင်ဟောအပြေးပွဲပေါ်မုံစားပွဲဆိုဖီစကုမုံနေဆိုခလေးဆိုစားကြတာအချစ်ချူတန်လာနေပါပါပါစားတာအဲ့မှာကျွန်တော်ကဆောင်းမုံစားတာငတ်ပြီးတော့မှချော်လဲတာချော်လဲချော်လဲတော့ကျွန်တော်လက်လက်ခောက်သွားလက်ကျိုးသွားတယ်လို့ဖြစ်တာအဲ့ဒါအန်ဒီဂျူလာရောနေုံက ဘီစကုမုတ်သေးမယ်ဆိုပြီးအိမ်မှာအဲ့တော့ဘီစကုမုတ်ကဟိုလိုအထက်ကျွတ်ကျွတ်ဟိုလိုအိတ်ကလေးနဲ့အတန်းလိုက်နေတယ်ကျွန်တော်ခေါ်ကြွေးတာကျွန်တော်တို့မျက်နှာချင်းတိုင်နေခဲ့ရလေကျွန်တော်ဘယ်လိုလုပ်ဖမ်းမလဲကျွန်တော်ဖမ်းအောင်ကျွန်တော်လည်းမဟုတ်တာမပြောတာမဟုတ်ဘူးမဟုတ်လားကျွန်တော်ကအဲ့အောက်အလေခိတ်ကမိုးလေးကိုရှာတယ်ဟိုမော်တော်ယာဉ်အမတီယိုချန်ကြီးရှိတယ်အမရုံနာရုံနောက်မှာတီယိုချန်ကြီးရှိတယ်အမကျွန်တော်ကသွားကြတာတခါကျရင်ဘာကကြောက်ကြရေချိုးပြီးတော့အဲ့ဒီသူ့ရုံကန်းထဲမှာအိမ်မပြောင်းမဲနဲ့သူကအိတ်ချင်အိတ်နေတာ အဲ့ကျေကျေနာညနေ၄နာရီရုံးစင်းပြီဆိုမော်ဘမဘေးလေးနဲ့အဲ့ကလေးနဲ့လာပြီဆိုကုန်ရပိုရလေးပြုတ်နော်အော်လိုက်အခုလေပိုအခုကတော့ကာကြုံကြီးကိုလေးပြုတ်လို့သွားအောင်မှာအေးမိုးရစံဒီပိတ်တိပြုတ်ဆက်ကြရမင်းတို့ငောက်ဖန်ခိုင်းပြီပဲစိုက်တဲ့ဘက်ကဖန်ခိုင်းဒီမှာဖန်နော်မလူမမဖန်အဲ့တော့ကျွန်တော်တို့တိုင်းပြည်နော်အေဂျင့်ဘုတ်အတော့ကိုပဲအားလုံးပူးပေါင်းပြီးတော့လှုပ်ဆောင်ပေးကြပါ နော်တချို့တော်ချင်းမျက်ချသားတဲ့ဝန်ထမ်းတွေလည်းနော်တော်ဝင်တင်းုံပဲကောင်းကြပါလေနော်မတရားသဖြင့်တွေမလုပ်ကြပါနဲ့ဒီခေတ်ကအဲ့လိုလုပ်ရမယ့်ခင်မဟုတ်တော့ပါဘူးကျွန်တော်တို့တိုင်းပြည်ကိုလည်းအဲ့လိုလုပ်ရမယ့်ခင်မဟုတ်တော့တဲ့အချိန်မှာကျွန်တော်တို့အကောင်းဆုံးပြုပြင်ကြောင်းလဲဈေးချင်ပါတယ်ပေါ့နော်အဲ့ခင်ဗျားတို့ဟိုလာတာမလောက်တာတို့ဘာလို့ဆိုရင်လဲတရားဝင်ဟိုပျော့ပျော့ပျော့ခင်ဗျားတို့ကပြောရင်ကျွန်တော်ပြောပြပါမယ်နော်ဝန်ထမ်းတယောက်ကတော့ဘလို့တော့ရတင်ပါလေနော်အဲ့လိုတွေမရလာရင်အကြည့်ပြချသားကြီးဖြစ်လာပါလိမ့်မယ်လို့ခင်ဗျားတို့ကပြောရင်မပြောရင်ပြောပြပေးမယ်ဒီပြောလို့မပြောရင်ကျွန်တော်ပြောပြတော့လည်းလက်မခံလို့ဖြစ်ပါ ဝင်တယ်လို့မလို့ပါနဲ့။ဘာလို့လဲဆိုတော့တိုင်းပြည်တစ်ပြည်မှာအပြည်သူနဲ့ဝင်တန်းကကျက်ဥနဲ့ကျမကျမလိုပဲကျက်ကျက်နဲ့လိုပဲကျက်ဥကအရင်မွေးရလားကျက်ဥကအရင်ဥလာလားကျမအရင်မွေးရလားအဲ့ဒါမသိတော့မသိတော့အဲ့တော့ဒီနိုင်ငံကအာဝင်ပြည်သူမကောင်းလို့လို့လွှဲချအပြည်သူမကောင်းလို့ဆိုတော့ဝင်တန်းဝင်တန်းသပိလို့လို့လို့လွှဲချအဓိကတော့ပြည်သူမကောင်းဘူးဆိုရင်ဖမ်းပြဖမ်းတခါလေးဖမ်းဆံရုပ်တို့မဆောင်ဘူးပတ်စံယူမနေတခါလေးထောင်ချပလားဂျန်ရိုက်မယ်ဆိုရင်တခါလေးနိုင်ငံတော်အခွန်ငွေရအောင်ရိုက်ပလားအဲ့လိုမျိုးပေါ့နော်ပြန်ပြအဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးတွေ ဟိုပေါ့နော်ပတ်စံနေယူတယ်ပါညာဆိုလို့ရှိရင်အဲ့လိုမျိုးတွေဖြစ်သွားမှာလေနော်ဟာမိုက်တော့ခေါ်လာကြိုက်အဲ့ဒါတတိဟောပုတ်ချစ်တယ်အမေပိတ်သွားတယ်အဲပိတ်သွားသေးတယ်သူကဗိုက်ပါတော့ခေါ်လာရသေးတယ်ချသွားတယ်မကြောင်ကတကယ်တမ်းသာရင်တော့ဒေါ်စုကြည်ကိုချစ်တဲ့စိတ်နဲ့ဒီကောင်လေးပြက်စီးသွားကြတာဒီကောင်လေးဘောရတယ်တကယ်တတိရှိတာဆိုတရားအောင်မတတိမရှိဘူးနော်တတိရှိတာဆိုမရှိဘူးကျွန်တော်ခေါ်ရတယ်ကျွန်တော်တကယ်ကြား ။ကန်ရဲလာလို့။မကန်ရဲဘူးကြောက်တာဘုံချစ်တယ်အမ BOBO ဘုံချစ်တယ်။အလကားကောင်းနေဒီကောင်းနေ။အဲ့တော့ကျွန်တော်တို့အားလုံးပူးပေါင်းသွားကြပါဘောနော်ကျွန်တော်တို့လည်းဟိုကျွန်တော်လည်းတရေထူလာလေးနဲ့ကောင်းတာလေးတွေနဲ့ဟိုနောက်တစ်ခုကနိုင်ငံပေါ်မှာသုံးသက်ချက်တွေကိုအကောင်းဆုံးကျွန်တော်ဆက်လက်ကြိုးစားပါအောင်မယ်ပေါ့နော်ကျွန်တော်လည်းတစ်ခုပြန်ချိန်နေတယ်เนาะချိန်နေကျွန်တော်ကြိုးစားပါအောင်မယ်အဲကြိုးစားပြီးတော့မှ ဟိုကျွန်တော်ရဲ့ဒီပြောဆိုမှုတွေပေါ့နော်ကျွန်တော်ကအမှန်တမ်းပြောရင်ကျွန်တော်ကဟိုသတင်းသမားမဟုတ်တော့ကျွန်တော်မှကိုယ်ခွဲမရှိဘူးကိုယ်ခွဲမရှိတော့ကျွန်တော်အစီအစဉ်တကြပြောနိုင်ဖို့အချက်လက်ကိုကျွန်တော်မှမရေးနိုင်ဘူးအလို့ပြီးလို့ရှိရင်ရှည်တန်းကိစ္စတွေဒီမှာဆိုကျွန်တော်ဒီဘုန်းထဲမှာမဟုတ်လို့အဥမာတစ်ခုပေါ့နော်အာဘာတွေညာတွေအာသူကသတင်းပေးတယ်ဘလို့တွေကျွန်တော်ကအဲ့ဒါတွေပဲအဲ့ဒါတွေပဲကျွန်တော်လိုက်လုပ်နေတနေ့ကိုလိုက်လုပ်နေဒီသတင်းတွေငါအော်ကြမလို့တော့ဘူးငါတို့တက်မတော့ကအေးဆေးဖြစ်နေပြီငါတို့မအော်တော့ဘူးဆိုအဲ့သတင်းတွေကိုကျွန်တော်လုပ်နေအဲ့တော့ကျွန်တော်မှအစီအစဉ်တကြကျွန်တော်ဒီလိုမပြောနိုင်ဘူးပေါ့နော်ကျွန်တော်ဒီစာရေးဆရာလည်းမဟုတ်ဘူးကြပြဆရာလည်းမဟုတ်ဘူးအဲ့တော့ ဒီလိုလေစမ်းပြီးဆက်ရနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ဒီလက်ရှိကြည့်ရှုနေတဲ့တော့ညီကောင်မတော်မားတွေအားလုံးဆက်ချမ်းသာစေနေစိတ်ကလေးတစ်ခုနဲ့ပဲကျွန်တော်ကရှင်းတန်နေရတာပါပေါ့နော်အဲ့တော့ကျွန်တော်ဘာပဲလုပ်လို့ပါတွေ့တွေ့နေရမှာပါပေါ့နော်ဟိုအားလုံးမြင်နေရမှာပါပေါ့နော်အဲ့တော့ဟောကုသိုလ်ဘုန်းကြီးအလုံးမအားလို့လို့ကျွန်တော်အော်ကျွန်တော်ဖန်ခံရရတယ်လို့ဘာလို့လဲလို့တမန်ကြီးပြောလို့ဆိုရင်ကျွန်တော်မက်ဆေ့ပို့မက်ဆေ့ပို့လို့ကုသိုလ်ပွင့်ဖန်ခံရတာဟုတ်လားအခုလည်းဒီနေ့လည်းတမတက်တော့တက်တော့လေးတပုတ်လေးအဟောင်းလေးတင်လိုက်တယ်အဲ့အောင်ကုသိုလ်ပွင့်ကိုဖန်ခံပါပြီအဲ့တက်တော့ရအဟောင်းကြီးပါရင်လည်းလူတွေပြောလာလို့ပေါ့နော် အားကြောင့်မလို့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေခြေတန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်တွေကင်းရှင်းပြီးတော့မှနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းဆက်ဆောင်စည်းနိုင်ပြီးတော့ထမင်းလက်ဆောင်စားစားရပါစေလို့ကျွန်တော်မြတ်တာဘုဆုတောင်းပေးပါတယ်